လက်နက်ကိုရသလောက်တေလာခဲ့ကြတယ်ဆိုတဲ့ message ဟာသူတို့အတ္တမစင်မှုတန်းချင်းဆွဲစီတာခံလိုက်ရတယ်တင်ထန်းတာတက်လိုက်ရတယ်သူတို့လုတ်တဲ့လုတ်ရခါမှားရင်းနေမှန်းသိတယ်သူတို့ကိုအတ္တမရိုက်တဲ့ဖန်စီပြီးတော့မိဘတွေကိုထောင်ချမယ်လို့ချိန်ချောက်လို့သူတို့ဝင်လာခဲ့ရတာဖြစ်တယ်အခုသူတို့လွတ်မြောက်ရလမ်းဖြစ်တယ်တိတိမှုဖြစ်စဉ်တော်လိုင်းတက်ဖွဲ့တဲ့တိုက်ခိုက်မှုဖြစ်စဉ်မှာအသာတကြီးသူမဟုတ်အခြေအနေကိုမူတည်ပြီးလက်နက်ချလာတယ်လူတွေအမြောက်များပါလာပြီးသားတနတ်တွေကယူလာပြီးသားဖြစ်တယ်ဆိုတဲ့တကားချက်ဟာကျွန်တော်တို့အတွက်ကယူတတ်လို့ရှိရင်ဒါဗျူဟာအမြောက်တဲ့ကျွန်တော်တို့အတွက်ခွန်အားတွေဖြစ်ပါတယ် ားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့၁၈ရက်နေ့ရဲ့နေ့လယ်ခင်းပိုင်းနောက်ဆုံးရသတင်းထူးများနေတူပေါ့နော်နောက်ပိုင်းမှာတော့ကျွန်တော်တို့လေးစားရတဲ့ဘူဂျီဟောင်းနေမျိုးစဉ်ရဲ့သတင်းထူးလေးရဲ့အတူနောက်ဆုံးပုံမှာတော့ကျွန်တော်တို့အန်ယူဂျီအစိုးရကပြောရဲဆိုခွင့်ရှိသူဦးကျော်စောရဲ့သတင်းအမှားစကားလေးကိုပါစူးစီးတင်ဆက်ပေးလိုက်ပါတယ်သတင်းထူးလေးတွေဖြစ်ပြီးတော့ဗီဒီယိုလေးတွေကြည့်ပြီးတဲ့နောက်ပေါ့နော်ကျွန်တော်တို့အတွက်ခွာရစင်မှာပြတဲ့အတွက်ကျွန်တော်လည်းတူတူအဆုံးထိလိုက်ပါကြည့်ကြည့်ဖို့တကူဖိတ်ခေါ်လိုက်ပါရစေ။ဒါဆိုလို့ကျွန်တော်စလိုက်အောင်ခုနက အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဟုတ်ကဲ့ပါမန္တလေးတိုင်းကငတိယောက်မြို့နယ်ကွယ်အတွင်းစစ်ကြောင်းထိုးလာပြန်တယ်အချက်ဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းရေးပူပေါင်းတက်တွေကဝိုင်းပတ်ပိတ်ဆို့ပြီးတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်စစ်ကြောင်းတကြောင်လုံးချေမုံခံလိုက်ရပြန်ပြီစစ်သားအယောက်80ကျော်ကအတိအသေးကုန်ကြပြန်တဲ့အပြင်အဲ့ဒီစစ်သားမသားလောင်းတွေနဲ့လက်နက်ခဲယမ်းတွေပါတင်းစီရရှိထားပြန်တယ်လို့ပကံပြီးဘလူးတက်ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါတယ်ရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေတဲမှာလဲအတုံယုံသိနေကြတဲ့စစ်သားတွေရဲ့မသားလောင်းပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့မတ်လ14ရက်နေ့ကပဲ မန္တလေးတိုင်းကငတရောက်မြို့နယ်ခွဲအတွင်းစစ်ကြောင်းထိုးလာတဲ့အင်အား80ဝန်းကျင်ပါအချက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကထောက်ဝချင်းရွာအနီးမှာဝိုင်းပပိတ်ဆိုပြီးတက်ခိုက်ချင်းမှုရမှာစစ်ကောင်စီတပ်စစ်ကြောင်းတကြောင်လုံးချေမုန်းခံလိုက်ရတယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သား84ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားလောင်းတွေနဲ့အတူလက်နက်ခဲယံတွေပါတင်းစီရရှိထားပြီးတော်လန်ရေးဘက်ကလည်းရဲဘော်တို့မြင့်မြတ်စွာအသက်ပေးသူတွားရတယ်လို့ဒဏ်ရာရတဲ့သူတွေလည်းရှိထားပြီးတော့စစ်ကောင်စီဘက်ကတော့စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားတဲ့အထိချေမုန်းခံလိုက်ရတဲ့အတွက် ကျန်တဲ့စစ်သားတွေဟာသွေယူသွေတန်းနဲ့ပြည်သူတွေရဲ့ဆိုင်ကယ်တွေပါအသေးအံလူယူပြီးထွာပြေးသွားကြတယ်လို့ပုဂံပြီးဘလူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။မလားတို့မတ်လ16ရက်နေ့ကလေကတားမျိုးနဲ့မှာစစ်ကြောင်းထိုးလာတဲ့အချမ်းဖက်စစ်ကောင်စီတပ်ကို KIP တဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမုံရမှာအဲဒီမှာလေစစ်ကြောင်းတကြောင်းလုံးချင်းမုံခံလိုက်ရပြီးစစ်ကောင်စီတပ်သားအယောက်40ဝင်းကျင်ကအတိအသိတိတ်ကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမပါလောင်းနေတဲ့အတူ နောက်ထပ်စစ်သား34ဦးကိုပါလက်နက်ခဲယမ်းနေတဲ့ကွာအရှင်ဖမ်းဆီးရမိထားပါသေးတယ်ခင်ဗျာဖီးဒီမဖာပေါ်ဝါးယူတပ်ပါမလို့အချင်းပစကောစီတက်ကမြန်မာနိုင်ငံမှာသူတို့စစ်တကအနာဒိနေမှု2020ရွေးကောက်ပွဲမဲရှင်မှားရွေးနေဆိုပြီးအပြစ်ရှာလိမ့်လဲပြီးခဲ့သူဗိုလ်မှူးချုပ်မြန်မင်းဦးဆိုတဲ့သူကိုအချက်ဖက်မင်းအောင်လိုင်းကပထမအဆင့်ဤပညာဒူးဂျုံစုတွေပေးအပ်နေပြန်တယ်လို့သိရပါတယ်ဒါကတော့မက်လာ73ရက်နေ့ကပဲ နေပြည်တော်စီယုံချုပ်ကအဲ့ဒီဘုံချုပ်မြမင်းဦးဆိုတဲ့သူကိုအကြံဖတ်မဲအောင်လိုင်းကနေပထမအဆင့်ဤပညာထူးချွန်စုတွေပေးအပ်နေပြန်တာဖြစ်ပြီးမတ်လ16ရက်နေ့ကပဲစုပေးပွဲကိုကျင်းပပွားသေးတယ်လို့သိရပါတယ်။အဲ့ဒီဘုံချုပ်မြမင်းဦးဆိုတဲ့သူကတော့2020ရွေးကောက်ပွဲမှာ NLD ကအပြတ်တအနိုင်ရရှိခဲ့တာကိုရွေးကောက်ပွဲမဲဆင်းမှားရွံ့နေဆိုပြီးကြံ့ဖို့အမတ်ဦးတောင်အေးစုံသူနဲ့တိုင်ပင်ပြီးတော့အပြစ်ရှာလိန်လဲပေးခဲ့တဲ့သူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်အနာသိမှုအကွက်ကြကြစီစဉ်ထားတဲ့မင်းအွန်လိုင်းကပါတနိုင်ငံလုံးမဲဆင်းတွေကိုသူ့စိတ်ကြိုက်စစ်ဆေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မဲစင်တွေမှားရွေးနေဆိုပြီးတော့ပါပြောပြီးတော့နိုင်ငံတော်အာဏာကိုလှုပ်ဆက်ခင်းပြီးအကြမ်းဖက်နီးနဲ့တင်းယူခဲ့တာဖြစ်တယ်လို့အဲ့လိုဆန္ဒသိမ်းမှုချန်စီကြတဲ့အထက်မှာအဲ့ဒီဗိုလ်မှူးချုပ်မြန်မင်းဦးရဲ့စနစ်ကအဓိကပါဝင်နေတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဗိုလ်မှူးချုပ်မြန်မင်းဦးဆိုတဲ့သူဟာအကြမ်းဖက်မင်းအွန်လိုင်းရဲ့ယုံကြည်မှုကိုရပ်သွားပြီမယ်။ဆန္ဒသိမ်းပြီးတဲ့နောက်မှာတော့သူ့ကိုပို့ဆောင်ရင်းနဲ့ဆက်တွေ့ဝင်ကြီးအဖြစ်ခန့်အပ်ခံရလိမ့်မယ်လို့မျှော်လင့်ခဲ့ပြီမယ်။မင်းအွန်လိုင်းကသူ့ကိုကြောင်ထိုးထားခဲ့ပြီ။နောက်တစ်ခါ နိပညာနဲ့သက်ဆိုင်တဲ့သိပ္ပံနဲ့နိပညာဝင်ကြီးအဖြစ်ထပ်မံမျှော်လင့်ခဲ့ပြန်တော့လေအဲ့ဒီနေရာကိုပါတခြားသူကိုသာထက်ခန့်သွားတဲ့အတွက်ခဲလီသမ ्या တဲ့ကြီးကြက်ခဲ့ရပြန်တယ်လို့လည်းသိရပါတယ်အခုတခါမှာတော့အချမ်းဖတ်ဒူးစစ်ကောင်းဆောင်စိုးဝင်းရဲ့ယုံကြည်မှုရပြီးအဲ့ဒီဘုံမှုချုပ်မြန်မီဦးဆိုတဲ့သူဟာရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့နိပညာအဖွဲ့တွေတဲမှာဦးဆောင်သူအဖြစ်ပါဝင်နေတဲ့အချိန်အချမ်းဖတ်မင်းအွန်လိုင်းကအဲ့ဒီဘုံမှုချုပ်မြန်မီဦးဆိုတဲ့သူကိုပထမအဆင့်နိပညာထူးချွန်စုတွေတွားပြီးပေးအပ်နိပညာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဘုံမှုချုပ်မြန်မီဦးဆိုတဲ့သူမှာမိမဖြစ်သူနဲ့တာတူတမိတူရှိပြီး အရင်ကမြင်းဒီကုန်းစမ်းကြောင်းမှာနေထိုင်ခဲ့ကြပြီမဲ့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမြင်းဒီကုန်းမှာမနေရဲတော့တဲ့အတွက်နေပြီးတော့စစ်ရုံးချုပ်အတွင်းမှာမိသားစုလက်ပြောင်းရွှေ့နေထိုင်နေကြသလိုသူဟာစစ်ရဆွေးမှုတွေရဲ့အဓိကတမိုင်းတရခန်တဲကတအုပ်အပါဝင်ဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။อืมခင်ဗျားလောက်ထားခင်ဗျားပြန်ပေးဆက်ရမယ်နော်။အဲ့ဒါတော့ဝကြွေးပဲနော်။တစ်ဖက်မှာတော့ AR တိုင်းပသိမ်မြုံမြုံမှာ yes candidate ကိုအမျိုးသားတအုပ်ကကကြင်နှက်လက်ကိုင်းဆောင်ပြီးဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲစခန်းမှုကြော်စင်လက်ပါဝင်ရဲလေးဦးထိခိုက်ဒဏ်ရာရထားတယ်လို့အဲ့ဒီအမျိုးသားလဲကြီးထိမှန်ဒဏ်ရာတွေရထားတယ်လို့အဲ့ဒီဖြစ်စဉ်ကိုသိရှိထားတဲ့ဒေတာတင်ရင်းမိကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကမတ်လ16ရက်နေ့မနက်6နာရီလောက်မှာပဲပတိမြို့မြို့မှာရဲစခန်းဒင်းကိုအမျိုးသားတို့ကကချင်းနဲ့လက်ကင်ဆောင်ပြီးရဲစခန်းဝင်းနဲ့ဝင်းရောက်လာပြီးတော့စခန်းထဲမှာရှိတဲ့ရဲတပ်သားရဲမေတွေအပါဝင်တွေ့တဲ့သူတိုင်းကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီမှာရဲစခန်းမှုကြော်စင်လက်အပါဝင်ရဲလေးဦးကထိခိုက်ဒဏ်ရာရသွားပြီးအကြံဖက်စကောက်စီတပ်သားတွေက အဲ့ဒီအမျိုးသားကိုတန်းတန်းနဲ့ပြစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့လက်ရှိမှာတော့အဲ့ဒီအမျိုးသားဟာကြည်ထိမှန်ဒဏ်ရာတွေရထားတဲ့အပြင်ရဲတွေကဝိုင်းမိုးရိုက်နှက်ထားတဲ့အတွက်အသက်အန္တရာယ်ပါစွန့်ရတယ်လို့လည်းဖြစ်စဉ်ကိုသိရှိထားတဲ့သတင်းရှိမိကပြောထားပါတယ်ခင်ဗျာโอเคပါဒါတော့ဒီကနေ့အနေနဲ့ကဲနောက်ဆုံးရသတင်းသူလေးပဲဖြစ်ပါတယ်သတင်းလေးရတော့အင်မတမကောင်းတော့ပါတော့စနောင်းကလူဆိုလို့ရှင်လေရဲတွေကိုတော်တော်လေးစိတ်နာလို့အဲ့လိုမျိုးအတက်အထိခံရလို့မှတော်တော်လေးမှတတိုက်ခိုက်တာလို့ပဲကျွန်တော်တို့မြင်မိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ညီကောင်မများအနေနဲ့လည်းဘယ်လိုမျိုးမြင်မိလဲဆိုတဲ့အရာလေးကိုကိုမမရေးခဲ့ပေးပါဦးခင်ဗျာဆိုတော့ကျွန်တော်နောက်စပုတ်အနေနဲ့ပေါ့နော်ကျွန်တော်တို့လေးစားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးစင်ရဲ့သတင်းလေးကိုကြည့်လိုက်အောင်ဒီသတင်းကိုကြည့်ပြီးနောက်ပဲလည်းကျွန်တော်တို့ခွန်အားတွေရရှိမှဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့တူတူအဆုံးထိလိုက်ပါကြည့်ရှုပြပါအောင်ခင်ဗျာနှစ်ပေါင်း80ကြာမှာဒီကြိမ်ပြန်ကြုံလာရတဲ့ဖက်စစ်တော်လန်ကြီးတတားဒီသူပေါင်းတို့ခင်ဗျာကျွန်တော်တို့ဘိုးဘီလက်ထက်တုန်းကလည်းဒီဖက်စစ်စနစ်ကြီးကိုဘောရန်တက်ခိုက်ခဲ့ကြတယ်အခုကျွန်တော်တို့မြေးတွေမြစ်တွေလက်ထက်မှာလည်းပဲဒီဖက်စစ်တော်လန်ကြီးကိုကျွန်တော်တို့ပြန်လည်ဆင်နွှဲကြရတယ်ဟုတ်တယ်ဗျာတော့ ၄နှစ်ကျော်ကြာလာခဲ့ပြီကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးလည်းပဲဗမာဆင်းရဲခက်ခဲကြမ်းတမ်းတကယ်ကိုပဲတသက်မှာတစ်ခါမှမကြုံဘူးတဲ့ဆိုတော့ဆိုးရလာတဲ့နေသားတွေလည်းကျွန်တော်တို့ပြတ်တက်နေကြပါတယ်အဲ့တော့ပြည်သူဘက်တော်သားတယောက်အနေနဲ့ဖက်စစ်တော်လိုင်းတပ်သားတယောက်အနေနဲ့ပြည်တော်စုနိုင်ငံတော်တည်ဆောက်ဖို့ညှော်လင့်ကြိုးပမ်းနေတဲ့နိုင်ငံသားတယောက်အနေနဲ့နောက်တစ်ခါစစ်သားဟောင်းတယောက်အနေနဲ့ပြည်သူတရားလုံးကိုသိခွန်အားလည်းဖြစ်စီစစ်သားဟောင်းတယောက်ရဲ့ပြည်သူတို့တုံ့တက်တင်ဖြတ်ချက်သဘောလည်းဖြစ်စီ ချက်လက်ချို့ပြောပြချင်ပါတယ်။အဲ့တော့ on view ဟာခင်မအွန်လိုင်းထူနိုင်မယ်ဆိုတဲ့ကျွန်တော်ရဲ့ယူဆချက်ဖြစ်ပါတယ်။အခုလက်ရှိဒီဒီရပိုင်းဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပါ။ ERA တိုင်း၄မျက်နှာဖြီကို AA နဲ့ BDA ပူးပေါင်းတပ်ဖွဲ့တွေထိုးစစ်ဆင်လာတဲ့အနေအထားချက်တွေမျိုးကြလူကြခင်သတင်းတွေတက်နေတဲ့ပုံနောက်ညောင်ကျိုးအခုတိုင်းပြည်ပန်းပြည်အုပ်ချုပ်ပင်ညောင်ကျိုးစခန်းကို AA တပ်ဖွဲ့ဒေါ်လိုင်းတပ်ဖွဲ့က AA တပ်တော်ကအိမ်ပတ်ရရှိပြီဆိုတဲ့ထုတ်ပြန်ချက် နောက်တခါနထိုးကြီးမြို့နယ်ဖက်တပင်မှာလည်းပဲ PDF တွေလက်ဆွမ်းပြလို့ဘုံမှုတွေဘူကြီးအပါဝင်၁၀ကဏန်းနဲ့ချီပြီးတော့ရှင်ဖန်းစီရမိတယ်ဆိုတဲ့ဖက်စစ်စစ်ကောင်စီတပ်သားတွေကိုဖန်းစီရမိတယ်ဆိုတဲ့သတင်းလူတီတည်းနှစ်ရတော့တက်မှာပဲဖြစ်ပေါ်လာတဲ့ကတာကတာက KIA တပ်ဖွဲ့တွေတမခုံခုံကိုစီးနင်းတိုက်ခိုက်မှုမှာအဲဒီ34ဦးအရှင်ဖန်းစီရမိတယ်ဆိုတဲ့ဘုံရိတ်ဘုံတွေနောက်ကင်းပြည်နယ်ဖက်မှာ KNU ရဲ့ဖိုးစစ်ကြောင့်ခြေကုပ်စကန်းကြီးတစ်ခုကိုတင်းစီရမိပြီးတော့ ဖိတ်ချေကုတ်နေဆက်ဆောက်စခန်းကြီးကစစ်သားတွေကျန်ဖက်ဖက်စစ်တပ်သားတွေထိုင်းနိုင်ငံနိုင်ငံဘက်ကိုဖက်ပြေးသွားတယ်ဆိုတော့ဖက်ပြေးသွားတယ်ဆိုတော့ပုံဒါတွေကိုကြည်ချင်းအဖြစ်ကျွန်တော်တို့အားလုံးဟာဖက်စစ်တပ်တဲ့လက်ရှိဖြစ်ပေါ်နေတဲ့သူတို့အတွင်းကစိတ်ခံစားချက်တွေကိုကျွန်တော်တို့ဟိုခမန်းတွေးဆသိရှိလို့ရနိုင်မှာဖြစ်ပါတယ်ဒီတစ်ချိန်တည်းမှာပဲကဘာကြီးဖြစ်ဘာတွေဖြစ်နေလဲဆိုတာကိုလည်းကျွန်တော်တို့သိဖို့လိုပါတယ်ဘွားကြီးပါရီဖြစ်နေလေအခုစင်ကာပူနိုင်ငံသားကြီးဝင်ကြီးကထုတ်ပြန်ပြောဆိုတဲ့ဟလာဘယ်လိုခေါ်မလဲအင်အားကြီးနိုင်ငံတွေစုဖွဲ့ပြီးတော့နိုင်ကျင့်တဲ့ စနစ်တစ်ခုကိုဥတည်ပြီးသွားနေတယ်ဆိုတော့အဲသဘောပေးပါလိမ့်မယ်။ဒါတို့လည်းပဲကျွန်တော်တို့ကကဘာကြီးဘာဖြစ်နေလဲ။ဘာဖြစ်လာနိုင်လဲ။အင်အားကြီးနိုင်ငံတွေဘယ်လိုစုဖွဲ့ပြီးဘယ်လိုသွားနေလဲ။အမေရိကန်နိုင်ငံမှာလက်တလော Liberty ရုပ်တုကြီးကိုပြည်ထောင်နိုင်ငံကပြန်တောင်းနေဆိုတဲ့အထိဒင်းမာလာတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်လာတာဟူတီတပုံတွေရှိတဲ့နေရာကိုအမေရိကန်စစ်တပ်ကအပြင်းထန်တိုက်ခိုက်လာတဲ့အချိန်မှာဟူတီမင်းကပဲအဲတမတ Strike ကဟူတီတပုံကမီတီတိုက်ခိုက်မှုမျိုးမဆိုအီရန်နိုင်ငံကအမိန်ပေးတယ်လို့ယူဆမယ်ဆိုတဲ့သဘောထားမှတ်ချက်။ဒါလည်းကြီးကြီးအဖြစ်ကဘာကြီးရဲ့အခင်းချင်းဟာလည်းပဲအဲအချိန်အမြန်မြန်ဆန်ဆန်တော့တဲ့မှာ ပြောင်းလဲသွားနိုင်တဲ့အနေအထားတွေရှိနေတာတွေ့ရပါတယ်ဒီအချိန်ဒီမှာကျွန်တော်တို့ဟာကျွန်တော်တို့နိုင်ငံရဲ့အဆိုးအဝါဆုံးဖြတ်တန်းနေရတဲ့အခြေအနေတွေကနေအကောင်းဆုံးဖြတ်ကျော်နိုင်ဖို့အောင်ပြုဟာတွေခင်းဖို့လိုပါတယ်အောင်ပြုဟာတွေခင်းဖို့လိုပါတယ်ဆိုတော့ကျွန်တော်နေနဲ့အောင်ပြုဟာနှစ်ချက်ကိုတူတူတင်ပြချင်ပါတယ်အောင်ပြုဟာပထမနံပါတ်1ကတော့အစစ်အကြမ်းဖက်တပ်သားတွေဟာအင်းအားရတောင်ကနန်းချီပြီးသူပြန်လဲစုဆောင်းနိုင်တယ်ဆိုပေမဲ့တချို့သောဘုံတိတွေနဲ့တချို့သောလေဖျားပြင်းအမြောက်အမြောက်တွေ drone တွေကိုရုရှားရဲ့အထောက်ပံ့တဲ့ တို့ကူညီနိုင်တယ်ဆိုပေမဲ့ပြည်သူကိုတိုက်ခိုက်နိုင်တယ်ဆိုပေမဲ့တို့မှာအကန့်အသတ်ရှိပါတယ်အခုဆိုကပ္ပဆဆက်ယုံကြီးတွေအထိကိုဥတီတိုက်ခိုက်လာတဲ့ပူအောင်တက်တရထိုးစစ်ကြောင့်ကပ္ပဆလုံယုံတွေဗယံပဒါနဲ့ရွှေပြောင်းနေရတာရက်ဆိုင်သွားတာတွေရှိနေပါတယ်အဲကြောင့်သူ့အနေနဲ့တနိုင်ငံလုံးကကိုအနံ့ပြလေရင်နဲ့တော်လကောင်းတာဝိပြအမြောက်တင်းနဲ့တော်လကောင်းဘုံကျဲဖို့ဟာအင်မတန်မှအကန့်အသတ်တွေဖြစ်ပေါ်လာပြီးဖြစ်ပါတယ်ဒါမင်းအောင်လိုင်ဖက်ကဒီဒီတကယ်ကိုပဲယူဟာမြောက်တာဆုံကန်းတိုင်တော့မဲ့တက်တည်တစ်ခုဖြစ်တယ်ဆိုတော့လူရင်ဟာရသူအတင်းနှမပေါ်တာတွေဆွဲပြရဖန်းစီ စင်ခေါ်ရွာဒီတိတ်တရားဘယ်နှယောက်မထက်မနေရစင်ခေါ်ပြီးတော့သူဘလို့ပဲသူ့စစ်တီအင်းအားကိုဖြည့်ဆွအောင်လုပ်ပါစီကုစုစုဆိုရှင်မြေပြင်မှာတွေ့နေရတိုင်းကျွန်တော်စီကိုချိတ်ဆက်လာတဲ့ဆက်သွယ်မှုတွေအရဆိုရင်တင်တန်းကြောင်းပါကလေးကအတင်းတမဆူဆောင်းခံရတဲ့ဒီလူတစ်တွေပြည်သူစစ်တွေဟာဖက်ပြေးဖို့ကြိုးစားနေကြတာဖြစ်အခုကြည့်ကတာမှာဖမ်းဆီးရမိတဲ့30ကျော်တဲမှာဗီဒီယိုဖိုင်တို့လေးကိုပဲကျွန်တော်ကြည့်ကြည့်လိုက်အားတချို့တို့ဒူးထောက်လေးစားနေဟာကျွန်တော်တို့ဘယ်နှယောက်ကြံသေးလဲတောထဲမှာပုံနေကြတာကျွန်တော်တို့လက်နဲ့တရအောင်တဲလာခဲ့တာပါဆရာတို့အဲပြောနေလက်ထောက်ဒူးထောက်ထားနေသူတို့ဟာအပြည့်လာကြတာအွန်လိုင်းကျင်းလိုက်ဖြစ်ကြတယ် အခုတော့တို့ကလူထောက်ပြီးတော့လက်မြောက်တာဒီလောက်ပဲရှိသေးပြီဆိုပေတို့နဲ့တူတူထပ်ပြေးလာလူဘယ်နှစ်ယောက်တောင်တော်တိုင်းမှာ9000တောင်ကျန်နေသေးတယ်ကျွန်တော်တို့လက်နဲ့ရသလောက်တဲလာတယ်ဟောဒီစကပြောအကြီးချင်းအဖြစ်တို့ဟာထပ်ပြေးဖို့တောက်လျှောက်စူးစမ်းနေကြတာဖြစ်တယ်တူချင်းလာမိုးဖို့အစုဖွဲ့လိုက်အစုဖွဲ့လိုက်ထပ်ပြေးပြီးတော့ဖေးဟုတ်ပါမလဲတောင်းလိုက်တဲ့ဘွှီကိုထပ်ပြေးဖို့တိုက်ခတ်မှုဖြစ်တဲ့ချက်မှာလက်နဲ့ချဖို့အရှင်းသိရှိနေတယ်ဆိုရင်ပုံကြီးကိုကျွန်တော်တို့ခံမနိုင်မှာဖြစ်တယ်နော်ဒါတွေမကောက်ဘူးလက်နဲ့ကိုရသလောက်တဲလာခဲ့ကြတယ်ဆိုတဲ့ message ဟာတို့အတ္တမဆင်မှုထမ်းခြင်းဆွဲစီတာခံလိုက်ရတယ် တင်ထန်းတာတက်လိုက်ရတယ်သူတို့လုတ်တဲ့လုတ်ရခါမှားရင်နေမှန်းသိတယ်သူတို့ကိုအတင်းသမားရိုက်နေဖန်းစီပြီးတော့မိဘတွေကိုထောင်ချမယ်လို့ချင်းချောက်လို့တော့သူတို့ဝင်လာခဲ့ရတာဖြစ်တဲ့အခုသူတို့လွတ်မြောက်ရလမ်းဖြစ်တဲ့တိတိမှုဖြစ်စဉ်တော်လိုင်းတက်ဖွဲ့နေတိုက်ခိုက်မှုဖြစ်စဉ်မှာအသာတကြီးသူမဟုတ်ခြေနေကိုမူတီးပြီးလည်းနှချလာတယ်လူတွေမြောက်များပါလာပြီးသားတနတ်တွေကယူလာပြီးသားဖြစ်တယ်ဆိုတဲ့တကားချက်ဟာကျွန်တော်တို့အတွက်ကယူတက်လို့ရှိရင်ဒါဖြူဟာမြောက်တဲ့ကျွန်တော်တို့အတွက်ခွန်အားတွေဖြစ်ပါတယ်နောက်တစ်ခါထပ်ကြည့်အောင်နောက်ထပ်ဒူးဆောင်နေတဲ့တရားကိုထပ်ပြောပါသေးတယ်။အော်တပြည့်ရဆိုရင်လည်းထပ်ပြည့်တာဘယ်နှကြိမ်ရှိပြီလဲ။ပြန်ပြန်ဖမ်းပြီးတော့အတင်းပြန်ထည့်လို့ပါခင်ဗျာ ဟောတပြည့်ဟာတကူတူတပြည့်ပါဒေါ်လိုက်တက်ဖွဲ့တွေကိုတူထောက်ပြီးတော့တပြည့်ဟာကြည့်လိုက်လို့ရှိရင်သူတို့အားလုံးရဲ့မျက်နှာတွေဟာတကက်ကျက်ဆက်ကြမ်းကြုတ်မှုမှာယင်ပါနေသားကြနေတဲ့လူရန်ကဒီဖက်စစ်လက်ပါစီစစ်စစ်တွေပုံမပေါ့ပါဘူးအဲကျွန်တော်တို့ဘက်ကအကူချင်းစာပြီးတစ်ချက်ကြည့်ရမှာပေါ့နော်။ဒါတချို့ကတော့ပြောမှာပေါ့ဒီကောင်တွေစောကြီးတက်တော်လိုင်းနဲ့မြေမှာမွေမဲနဲ့ပေတီးပြီးတော့မြို့ပြမှာဖက်စစ်အောင်မှာနေပြီးနေသားနေသားတို့နေခဲ့ကြတာအခုတော့အတေးတော်ဖမ်းဆီးခံခဲ့ရတာပဲ။ခံဖို့ဆိုတချို့ကပြောကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလည်းကိုယ်နိုင်ငံသားအားလုံးဘက်ကတို့ဒီမြို့ပြမှာကြံနေသေးတဲ့လူဒန်းစားတချို့ကိုလည်းပြန်ကြည့်ရအောင်မှာဖြစ်တယ်။အကုန်လုံးတော်လိုင်းနေပြီလားအော်။ တော်လိုင်းနယ်ပယ်မှာလူအကုန်ကြီးတန်းလက်ရှိရောက်လာတယ်ထားဘာနဲ့ကြွေးမလဲလက်နဲ့ဘယ်မှာရှိမလဲအခုတော့ရောင်းနေမိသားလူတော်လက်နဲ့မလုံတော့လို့အမစ်တန်ခက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 ်ကြိုးစားနေရဆိုတော့သူတို့တွေခက်ကလည်းတော်လိုင်းနယ်ပယ်သွားပြီးတိုက်ကြရအောင်ဆိုတော့လက်နဲ့မရှိသေးတဲ့ကာလနိုင်ငံတကာအကူအညီမှုမရသေးတဲ့ကာလမှုလို့သူတို့မျိုးပြမှာညံခဲ့တယ်လည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့အန်တွေ့ရမှာဆိုတော့ဒီသူစစ်ဖြစ်အတင်းတမဆူစီခံရတယ်ဖန်စီခံရတယ်စစ်တန်းပို့လုခံရတယ်ခြေတန်းရောက်လာတယ်လက်နဲ့ချကြတယ်ဒီဖြစ်စဉ်တွေကိုကြည့်ပြီးကျွန်တော်တို့ဟာပစစ်လပားစီတွေရဲ့အင်အားဒီတကယ်တော့သူ့ရဲ့စစ်မှန်တဲ့အင်အားမဟုတ်ဘူးကျွန်တော်တို့ယူတတ်ရင်တော်လိုင်းကြီးတို့အင်အား တိုင်းပြည်တည်ဆောက်ဖို့အတွက်အင်အားတိုင်းပြည်အတွက်နာကပ်ကာကွယ်ရေးရန်ရည်တွေတည်ဆောက်ဖို့အတွက်အင်အားနောက်ရန်သူလက်နဲ့မိမိလက်နဲ့ဖြစ်အသုံးပြုနိုင်မှုအတွက်လိုအပ်တဲ့အင်အားဒါတွေဖြစ်နိုင်တယ်လို့ကျွန်တော်အသုံးချမှာဖြစ်တယ်။နောက်ကြည့်အောင်ကရင်ကရင်ကရင်ပြည်နယ်ကကရင်ရွှေထွေးစစ်ကြောင့်ထိုင်းနိုင်ငံရဲ့အလုံးရင်းနဲ့ဖက်ပြေးသွားတဲ့စစ်သားတွေဆိုတော့ကြည်ချင်းအဖြစ်ဖက်စစ်တပ်ရဲ့စစ်သားတွေဟာချီနေပေးတာနဲ့အမျှဖက်ပြေးဖို့သူတို့အားလုံးကအဆင်သင့်ဖြစ်နေတယ်။သူတို့ကစိတ်ချယုံကြည်ရတာထိုင်းနိုင်ငံရဲ့စစ်သားတွေဆိုရင်တိကျတဲ့သူတို့တတ်မှာမဟုတ်ဘူး။ အချိန်နေပြီးရင်နိုင်ငံကိုလုံးကိုရမယ်အချိန်နေမပြီးရင်ပြန်ပို့ရင်ပြန်ပို့ခံရမယ်သုံးပြီးတော့ဒီကြာတော့တို့တော်လိုက်တက်ဖွဲ့တဲ့ချီမုန်းကြီးကြောင့်အသက်သေးသွားမှာမဟုတ်ဘူးဆိုတော့ယုံကြည်နေတဲ့တို့အလုံးရင်ဖြစ်ကြတာဖြစ်တယ်။အဲ့ဒီနေရာမှာတစ်ချက်ပြောစရာရှိတာကတလောတော့က MMDA ထံမှာအလုံးရင်နဲ့အင်အားယာချီပြီးတော့အင်အား300ကျော်လို့ထင်ပါတယ်။လက်နက်ချခဲ့တဲ့ဖြစ်စဉ်လေးမှတ်မိပါအောင်မယ်။ဒီကနေ့လအနေငယ်ကလက်နက်ချပြီးတဲ့နောက်မှာဒီ MMDA ကအားလုံးကိုပြန်လှုပ်ပေးပြီးတော့စစ်ကောင်စီရှိို့ပြန်လှုပ်ပေးလိုက်အားလုံး။ပြန်လှုပ်ပေးလိုက်တော့အကြီးမှုဆိုတဲ့ကောင်ဗိုလ်မှူးချုပ်တွေဗိုလ်ချုပ်တွေတော့တသက်တရုံးနေတည်တန်းနေချပြီးထောင်ထဲမှာဇိမ်နဲ့အဲကွန်နဲ့ ဟိုအလုံကားတွေနဲ့သူတို့ထားရတယ်။အောင်ထဲမှာကြားစုလိုက်။ဒါပေမဲ့အောက်ခြေစစ်သားတွေကြတော့မဖြစ်လေ။ခြားစင်တွေရာခိုင်ကြက်စစ်တွေကြတော့ရှေ့မှုပြန်ထန်ခိုင်းပြီးတော့ရှေ့တန်းပြန်လွတ်။အဲ့တော့ဒီဖက်စစ်တက်ခဲ့လောက်ရက်တွေကိုမလုချင်လို့မှားမှန်းသိလို့လက်နက်ချခဲ့ပြီးမှပြန်လွတ်ခံရပြီးစစ်တက်ထဲပြန်ထည့်ပြန်တိုက်ခိုင်းနေဆိုဆိုတဲ့အပေါ်မှာတချို့သောစစ်တီတွေဟာဝမ်းနဲ့ကြေခွဲကြပါတယ်။ဒီဖက်စစ်မင်းအောင်လိုင်ဘက်မှာမလုချင်တော့လို့လက်နက်ချပါလေဆိုမှပြန်လွတ်ပြီးပြန်လုတ်ခိုင်းခိုင်းရတာဟာသူတို့အတွက်နောက်တစ်ချိန်လက်နက်ချဖို့အတွက်ကိုအခက်အခဲတွေဖြစ်သွားပါလေတဲ့။အဲ့တော့ကျွန်တော်တို့ဟာ လက်နဲ့ချလာတဲ့လူ၊ပြောင်းလာတဲ့လူ၊အချုံးပေးလာတဲ့လူတွေနဲ့အေးနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်တီးတီးခြားခြားပြေကျန်ပြက်ပြက်တနင်္ဂနွေနေ့ချီပြီးဗျူဟာချမှတ်ပြီးစီယုံနိုင်ဖို့လိုပါတယ်။တော့တစ်ဖက်ကတိုက်မယ်။လက်နဲ့မချရင်တိုက်မယ်။အင်းအားစုဖွဲ့စနစ်ကျနာတဲ့ကာကွယ်တပ်တော်တွေဖြစ်ဖွဲ့စည်းယူတိုက်ခိုက်ပါ။တစ်ဖက်ကလည်းပဲအခုလိုအတင်းအမခိုင်းခံရတဲ့ပြည်သူစစ်တွေအတွက်ထွက်ပြေးလာနိုင်ဖို့လာရောက်ပူးပေါင်းနိုင်ဖို့လိုအပ်တဲ့အခင်းချင်းစုဖွဲ့မှုဘက်ပြောင်းရေးအစီအမံကျနာသေးချတဲ့နိုင်ငံတကာကလည်းစင်ကအစစမပြတ်တင်ပြနေတဲ့ဘယ်ပြောင်းရေးကြီးမားကြပြတဲ့လှုပ်ရှားမှုကြီးတွေကိုကျွန်တော်တို့လုပ်ဖို့လိုပါတယ်။ဒါမှသာရင် ောတော်လေးထွက်ပြေးခြင်းတဲ့လူတွေအတွက်ယုံကြည်အပ်သောနိုင်ငံထွက်ပြေးသူလူမျိုးအားဒီမှာသွားရင်ဒီအစုဘက်ဘယ်သူဥဆောင်မြတ်ဘယ်လိုစုဘက်ထားဖြစ်တယ်ငါတို့အားလုံးမသေယုံနေမှာကတန်ဖိုးရှိတဲ့ဒီလူတွေဖြစ်အောင်တို့ဟာစင်သစ်ပြင်ဆင်ခင်းကျင်းထားပြီးငါတို့ကိုဖက်စစ်မင်းအောင်လိုင်းကတက်ဆင်ပေးထားတဲ့လက်နက်ကိုပြည်သူကာကွယ်ရေးအတွက်နိုင်ငံတော်ကာကွယ်ရေးအတွက်ငါတို့အနာဂတ်ဒီအားလုံးတည်ဆောက်ရေးအတွက်ပြန်အသုံးပြုနိုင်နေဆိုတဲ့ယုံကြည်မှုမျိုးရတဲ့ခင်းကျင်းလေးတစ်ဖက်ကကျွန်တော်တို့ခင်းကျင်းတာဖို့လိုပါတယ်အဲ့တော့တစ်ဖက်က stick ဖက်ကကဲတော့ဘုလောက်တော့ဒါကိုကျွန်တော်တို့ဖြွာအနေနဲ့ခင်းဖို့လိုပါတယ် အဲ့တော့ viewer နှစ်ခုဆိုတဲ့နေရာမှာပထမ viewer ကျွန်တော်ပြောခဲ့ပြီဒုတိယ viewer ကတော့အခုမြေပြန့်တွေညာဒေတာတွေအချို့မျိုးပြတွေမှာပြောကြတယ်အာငါတို့လက်နက်မရှိလို့ချစ်ခဲရမရှိလို့မိုင်းမိုးမရှိလို့ဒီကောင်တွေငါတို့ဘာမှမလုပ်နိုင်တာအန်ကျိပ်ပြီးကြည့်နေရဟုတ်ပါတယ်ဒါအပေါ်ရန်ကြည့်ရင်တော့ဟုတ်ပါတယ်ဒါပေမဲ့တကယ်တမ်းကြည့်မယ်ဆိုရင်တော်လန်ကြီးဟာနိနေတိအမျိုးအားကြီးရှိပါလုံနိုင်စွမ်းလူတိုင်းမှာရှိပါတယ်ဥမာလေးတွေကျွန်တော်ပြောပြမယ်နော်အခုဆိုရင်လီရင်တွေကျွန်တော်တို့လာတိုက်တိုက်လီရင်ဘူးမြန်နီပြောရွှွှွှွှွှဆိုဖင်လီမုတ်ပြီးတော့ဆက်ကူလီရင်ပေါ့မုတ်လွတ်တာမဟုတ်ဘူး ။ဗီမူးတွေကြည်ုံနဲ့မရဘူး။ခရူတွေရှိုံနဲ့မရဘူး။ဘုံချိတ်ပေးလိုက်လို့နဲ့လည်းမရဘူး။သူဟာလေကြောင်းချက်ပြတွေအဲ့လီယင်စီတွေတင်ဖို့အတွက်လိုအပ်တဲ့ဆက်ဆိုင်ရည်တွေမောင်းနေမှုတွေအားလုံးအတွက်သူတို့ဟာချက်ချကြတယ်။တစ်စစ်ဒါဘစ်စနစ်လေးစိတ်တိုင်းမှာရှိပါတယ်။ဘလို့ပဲသူတို့ဂျန်နရေတာကြီးတွေအရင်တက်စင်ထားသည်ဖြစ်စီတစ်ချိန်လုံးမှာသူတို့ဂျန်နရေတာတွေမောင်းနေမနေနိုင်ပါဘူး။အဲ့တော့လီယင်ကွင်းတွေကိုပို့လွှတ်ထားတဲ့လျက်စစ်မဟာဒါဟာလိုင်းတွေဟာပြည်သူတွေကြားကဖြတ်သွားတာဖြစ်ပါတယ်။โอ้ติยုတ်ပြာနေဒါလိုက် join ပြီးတော့ကောင်းကင်နေဘတ်ဆိုလေစိတ်ကိုပို့ထားတာမဟုတ်ဘူးဂီတာအလိုက်နေပြည်သူတွေဂျားတွေကသွားတာဖြစ်တယ်အဲ့တော့ ဒါအားလိုက်ပေးမှနေတဲ့ပြည်သူတယောက်စင်းစီတိုင်းဟာလီရင်ကွင်းကလီရင်နေပြန်မတက်နိုင်အောင်တားဆီးနိုင်စွမ်းရှိတဲ့တကိုးရှင်တွေဖြစ်ပါတယ်ဘယ်လိုလုပ်မလဲစူးစမ်းရရမှာပေါ့ခက်ခဲတွေကတော့အများကြီးရှိတာပေါ့တပ်တိုင်ရဲ့ကွန်ကရစ်တုံးကြီးတွေဆိုတာဟာလူ၁၀၀လောက်အတွက်ကပေါတူးပစိန်အချိန်အများကြီးပေးစရာမလိုပါဘူးလှုပ်ရှားလို့ရတဲ့အနေအထားအများကြီးရှိပါတယ်နောက်တစ်ခုကကြတော့တနိုင်ငံလုံးကိုအခုစနစ်တကျဖြန့်ဖြန့်ကျက်ထိန်းချုပ်ပြီးတော့လူတွေအခုလူငယ်တွေဖမ်းဆီးနေတာတွေကွန်ပျူတာစနစ်တွေနဲ့မျက်နှာကိုမှတ်သားပြီးတော့ဟိုအချက်ပေးတဲ့စနစ်တွေနဲ့တက်ဆင်ပြီးတော့မောင်းနေနေတဲ့အရာတွေအားလုံးဟာ ဖက်စစ်တပ်ကရွေကျက်ရှိရှိ2010နဲ့2020ကြားထဲမှာတိစောက်ထားတဲ့ fiber net fiber optic cable network ကြီးကိုအသုံးပြုပြီးတော့တနိုင်ငံလုံးကိုဖက်စစ်ဂျန်နီယာအုပ်ကိုမောင်းသွင်းနေတာဖြစ်ပါတယ်အဲ့တော့လွန်ခဲ့တဲ့9နှစ်10နှစ်လောက်တုန်းကဒီ fiber optic cable ကြီးတွေ fiber မြောက်ကျိုးကြီးတွေကိုဟိုမှာဆိုမြင်းညာမြို့မိထီလာမြို့အာဒီဘက်ဆိုရင်ဒီရန်ကုန်မန္တလေးအမြန်လန်းတစ်ချက်ကဘေးရွာဘေးရွာဘေးမြို့ကြီးတွေနေပြည်တော်ရဲ့ဘေးနားရဲ့လမ်းဆောင်ရဲ့ဘေးကြီးမြောင်းအောင်နားမှာဘေးစာပါကြီးတွေစသဖြင့်အားလုံးဟာပြည်သူတွေအရှိမပါပဲ ဒီလမ်းကြီးတွေကိုဖောက်ပြီးတူးဖော်မြုံနှံသွားကြတာဖြစ်ပါတယ်အဲ့တော့အသက်20 30အထက်လူငယ်ကြီးရွာကန်ပိုင်းသိကြပါတယ်ဘေးချင်းတို့ကငါလေတော့နာဘယ်နားမှာဘလောက်အနေရှိတဲ့ညောင်ကြီးကိုဘယ်သူတွေကလာတူးသွားပြီးတော့ဒီလိုကြိုးမဲကြီးပိုက်လုံးလိုအမဲကြီးတွေကိုဘေးချင်းကမြုပ်သွားတယ်အားလုံးသိကြပါတယ်အဲ့ဒီပစ္စည်းတွေအားလုံးဟာအခုချိန်မှာပြည်သူကိုဖိနှိပ်နေတဲ့စိတ်ရန်တရားအုံပြုတဲ့ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်အဲ့တော့အဲ့ဒီလောက်ငါးပြည်လောက်အနေဆိုတာဟာကျွန်တော်တို့တောတူတောင်သားတွေညာသူညာသားအနေနဲ့တူးဆွဲရခက်ပါဘူး ဒီမြောင်းကြီးတွေရဲ့ကျိုးတွေကိုနေရာအနှက်ကအပြိုင်နဲ့ထဲအားလုံးတက်ညီလက်ညီချိုဖြတ်ကြမယ်ဆိုရင်ဒီ fiber ကျိုးတွေကိုဖြတ်တော့ပြင်မယ်ခုတ်ပြင်မယ်ဒါမှမလိုက်ဘူးကုတ်ပြင်မစိမ့်နဲ့ကုတ်ဖြတ်ကျိုးတွေဆွတ်ထုတ်မိရှုတပြိုင်နဲ့တည်းလုံရင်ပြင်ဆင်ချင်းတို့မရဘူးမလုပ်နိုင်ဘူးလင်းဝင်းကိုပို့ထားတဲ့ဓာအလိုင်းတွေတစ်ချိန်နဲ့ကပ္ပဆာစေယုံကြီးတွေကိုပို့နေတဲ့ဓာအလိုင်းတွေကိုတစ်ချိန်နဲ့နေပြည်တော်ကဝင်နေတယ်ဆိုတော့ဓာအလိုင်းတွေရှိရလမ်းကြောင်းကိုတစ်ချိန်နဲ့ကျွန်တော်တို့အားလုံးဂျိုင်းတူလုပ်မယ်ဆိုရင်အခုရပိုင်းတော်တွင် ILO က ထုံဖြတ်ချက်ချမှတ်မဲ့စီးပွားရေးအကြီးအကျယ်ပိတ်ဆို့မဲ့ပြစ်ဒဏ်ကလည်းလာမယ်ဆိုရင်မင်းအောင်လိုင်းအတွက်ဆက်သွေးလည်းပြတ်တော့သွားမယ်လေရင်လည်းပြန်မတက်နိုင်ဘူးနိုင်ငံခြားငွေကြီးလည်းမရဘူးဒေါ်အောင်ဆန်းစုကြည်ကိုဘလို့မှမလွတ်ဘူးဆိုတော့တင်းခံနေတဲ့သူတို့ရဲ့ရုပ်မာမှုနောက်ဆုံးအခြေအနေကိုကျွန်တော်တို့ကောင်းကောင်းပြအားပေးအသုံးချနိုင်ပြီးလူတို့ခေါင်းဆောင်တွေလွတ်မြောက်ဖို့အရေးဖက်စစ်ကမာနေတဲ့ခေါင်းကိုရော့ကျသွားဖို့အရေးနဲ့သူ့တပ်ဖွဲ့ဝင်ချင်းချင်းကြားထဲမှာပဲဆက်သွေးရန်ရာပြတ်တော့ပျက်စီးသွားတဲ့ကြောင့်ပုံကန်ထကြထွက်ပြေးလူတွေတဲ့အခွင့်အရေးကိုဖန်တီးပေးပြီးနောက်ဆုံး ဖြစ်သောမင်းအောင်လှရဲ့ထွက်သက်ကိုအန်တီပေးနိုင်တယ်ဆိုတဲ့အကြောင်းယူဟာနှစ်ခုအနေနဲ့တင်ပြလိုက်ပါတယ်အောင်ပြူဟာရီခင်းမအမောင်မြူမှာလင်းနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါတော့ဗိုလ်ကြီးအောင်ညီမျိုးစင်ရဲ့သတင်းစကားလေးပဲဖြစ်ပါတယ်ပြောလာတဲ့စကားတွေကမန်ပပါနဲ့ပေါ့နော်နားထောင်ရတယ်ဆိုတော့အရန်ကိုစိတ်တည်ရှိရပြန်နော်ကျွန်တော်နားထောင်နေတော့မှစိတ်တင်ထားမိတယ်ဆိုတော့ကျွန်တော်ညီကမမများနေနေလေပေါ့နော်ဒီရဲ့ဗီဒီယိုလေးကိုနားထောင်ပြီးတဲ့နောက်ပိုင်းကျွန်တော်လိုမဲ့အားရကျွန်တော်မှုရှိမယ်လို့ကျွန်တော် မျောလင်းပါတယ်ဆိုတော့ဘူဂျီဟောင်းနေမျိုးစင်ရဲ့စကားလေးပေါ်မှာမူတည်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ဂုံပြူချင်တဲ့အရာလေးတွေကိုထင်မြင်ချက်တဲ့လေးတွေကိုလည်းကိုမမရေးခဲ့လို့ပါခင်ဗျာဆိုတော့ကျွန်တော်နောက်ဆုံးတစ်ပုတ်အနေနဲ့ကျွန်တော် NUG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောရဲ့ဒီမှာစကားလေးကိုကြည့်လိုက်အောင်ပြည်သူလူထုနဲ့နိုင်ငံတကာတို့လင်းစကားပြောကြခြင်း press briefing စီစဉ်မှာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်မင်္ဂလာပါကျွန်တော်ကမြို့သားညီညီဆိုရသမ္မတကျွန်တော်ပြောရေးဆိုခွင့်ရှိသူကျော်စောဖြစ်ပါတယ် ာနာဒိစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံနဲ့ဘယ်လရုစ်နိုင်ငံများတို့ဖောက်ရောက်ခဲ့တာဟာသူနဲ့စစ်ကောင်စီရဲ့အာနာဒီမဲရေးအတွက်အထောက်အကူပြုရေးစစ်လက်နက်များဝယ်ယူရေးတရားမဝင်ဝေကြီးရှာဖွေရေးမြန်မာပြည်သူများရဲ့လုံအောင်ကိုအမျက်ထုတ်ရေးနဲ့လုတ်သွားတင်ဖို့ဖို့ဆိုတာဒီအပြင်စစ်ရှုံးနေတဲ့သူစစ်တပ်ကိုလေလံလှက်စားပြီးစိတ်ကြမြင့်တင်ဖို့နဲ့အတူအယောင်ရွေးကောက်ပွဲရနေပြီးနိုင်ငံရေးထွက်ပေါက်ရှာရင်သာဖြစ်ပါလေဟုတ်တယ်ဗျာဂျပန်စစ်ကောင်စီတရားမဝင် အနာသိန်းနဲ့2021ခုနှစ်ဖေဖော်ဝါရီလအရနေ့ကစပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနဲ့ပတ်သက်တဲ့ခွင့်ပြုမိန့်နဲ့အတည်ပြုမိန့်များထုတ်ပေးခြင်းကိုချွင်းချက်မရှိရပ်ဆိုင်ထားရန်အမျိုးသားညီညွတ်ရေးအစိုးရစီမံကိန်းဗန္ဒာရင်းနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှအမိန့်ကြေညာစာအမှတ်1မြေဆောင်21ဖြစ်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ရေရှည်တည်တပ်ခိုင်မြဲတဲ့ရင်းနှီးမြှုပ်နှံမှုများအတွက်စစ်ကောင်စီနဲ့ချုပ်ထားတဲ့စာချုပ်ကအကျိုးမရှိကြောင်းကိုလည်းရုရှားအစိုးရထံသို့အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံရေးဝန်ကြီးဌာနမှစာရေးသားပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်မျိုးသားညီညွတ်ရေးဆိုအနေနဲ့ဂျပန်စစ်ကောင်စီအာဏာသိမ်းမှုမတိုင်မီကနိုင်ငံများအကြားချုပ်ဆိုထားတဲ့နေနမိတ်သဘောတူညီချက်များအပေါင်းဝင်စာချုပ်များနဲ့သဘောတူညီချက်များကိုသာအတိမတ်ပြုတာဝန်ယူဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်တရားမဝင်တဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံယင်းနှမြုံနှမှုကော်မရှင် MIC ထံမှခွင့်ပြုမိတ်အတိပြုမိတ်များတောင်းခံကယင်းနှမြုံနှမှု လုပ်ငန်းများကိုဆောင်ရွက်ခြင်းလုံးဝမပြုလုပ်ကြပါရန်နှင့်ဆောင်ရွက်ဆန်တရားမဝင်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်းချွင်းချက်မရှိရပ်ဆိုင်ထားရန်အထူးသတိပေးအကြောင်းကြားလိုပါမယ်။ကနေဒါနိုင်ငံအစိုးရကမတ်လ10ရက်နေ့မှာစစ်ကောင်စီအဖွဲ့ဝင်များ73ဦးနဲ့ကာဝေးဝန်ကြီးဌာနမြမတက်မတော်နဲ့တက်မ33တို့ကိုပိတ်ဆို့အရေးယူကြောင်းကြေညာခဲ့ပါတယ်။ထုံနီးတူစွာပဲဆွေဇလန်နိုင်ငံကလည်းမတ်လ17ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံမြမရင်းနှံတဲ့သဘာဝတမွေလုပ်ငန်း emoji ကိုပိတ်ဆို့အေးအေးကြောင်းကြေညာခဲ့ပါတယ်။မြို့သားညီညွတ်ရေးဆွေးနွေးအနေဖြင့်ကနေဒါနဲ့ဆွစ်ဇာလန်နိုင်ငံတို့ရဲ့အကြမ်းဖက်စစ်အုပ်စုအပေါ်အေးအေးမှုကြေညာချက်များကိုကြိုဆိုအတိမတ်ပြုကြောင်းပြောကြားလိုပါတယ်။အရက်သားပြည်သူတို့ကိုကျမ်းဖက်တပ်တက်နေမှုများကနေပြီးရက်ဆိုင်နိုင်ရန်အတွက်နိုင်ငံတကာအနေဖြင့်စစ်ကောင်စီတန်းလောက်စာစီနဲ့ငွေကြေးပတ်ပေါ်မှုအားလုံးကိုရက်ဆိုင်ကလက်နက်ပစ္စည်းနဲ့နည်းပညာအကူအညီများကိုလွှဲပြောင်းပေးခြင်းကိုလည်း ရက်ဆိုင်ရဲ့မျိုးသားညီညွတ်ရေးဆိုကနိုင်ငံတကာကိုထပ်မံတောင်းဆိုလိုပါတယ်။2024ခုမှာ2025ဘဏ္ဍာရေးနှစ်အတွက် UK နိုင်ငံမှပေးအပ်တဲ့မြန်မာနိုင်ငံတို့လူသားချင်းစာနာထောက်ထားမှုအကူအညီမူလသတ်မှတ်ငွေပေါင်း54သန်းမှပေါင်း66တန်းကျော်အထိတိုးမြှင့်ပေးခဲ့သည့်အတွက် UK နိုင်ငံကိုကျေးဇူးတင်ရှိပါတယ်။မြန်မာနိုင်ငံအတွင်းစစ်တပ်ရဲ့အကြမ်းဖက်မှုများနဲ့ရက်ဆက်ကြမ်းကြုတ်မှုများကြောင့်ထိခိုက်ရရတဲ့ရိုဂျာများအပါအဝင် ဒေသခံပြည်သူများအတွက်ဘန္ဒလားဒေ့ရှ်မြန်မာနိုင်ငံတို့လူသားချင်းစာနာထောက်ထားမှုအကူအညီများတုံးမြင့်ကယူရို86တန်းအကူအညီပေးဖို့ကြေညာခဲ့တဲ့ဥရောပသမဂ္ဂ EU ကိုလည်းကျေးဇူးတင်ရှိကြောင်းပြောကြပါတယ်မြန်မာနိုင်ငံမှာလူဦးရေ15တန်းကျော်ကျော်ဟာတစ်နှစ်တာစာနာချက်ကလူအချက်ကိုမပြည့်မီတဲ့အခြေအနေကြုံတွေ့နေရပါတယ်အဲဒီလူဦးရေထဲကနှစ်တသမ3တန်းကတော့စာလောင်မသိမှုဒဏ်ကိုရင်ဆိုင်နေရတယ်လို့ ကမ္ဘာစားနပ်ရေးအဖွဲ့ WFP ကဆိုထားတဲ့အချိန်မှာ WFP ရဲ့ရန်မုံငွေမလုံလောက်မှုကြောင့်မြန်မာနိုင်ငံကလူဦးရေတန်းအတွက်စားနပ်ရေးခအထောက်အပံ့တွေကိုလာမဲ့ April ကစတင်ပြီးရက်ဆိုင်တော့မယ်လို့ကြေညာသွားခဲ့ကြောင်းကြားသိရတာအထူးပဲစိတ်မကောင်းဖြစ်မိရပါတယ်။ပဋိပက္ခတွေပုံပုံများပြားလာနေတဲ့ကမ္ဘာအရေးတွေကြောင့်မှနိုင်ငံတကာအတိုင်းအဝန်းအနေနဲ့မြန်မာပြည်သူလူထုရဲ့အကြက်ကြီးဒုက္ခတွေကိုမေးလျော့မထားကြဖို့နဲ့ မြန်မာနိုင်ငံအတွင်းနေရဆုပ်ပါတင်းဆောင်နေရသူများ IDP တွေနဲ့အင်ဂျင်နီယာနိုင်ငံတွေမှာခေလုံနေရတဲ့မြန်မာဒုက္ခသည်များအပါအဝင်မြန်မာပြည်သူတို့များအတွက်လူသားချင်းစာနာမှုအသက်ကယ်အကူအညီများတိုးမြှင့်ပေးသွားကြပါရန်နိုင်ငံတကာကိုအထူးတိုက်တွန်းတောင်းဆိုအပ်ပါတယ်မြန်မာနိုင်ငံမှာအခြေခံအရုပ်သမားအခွင့်အရေးနဲ့လူ့ခွင့်ရေးတွေကိုချိုးဖောက်ကာအကြမ်းဖက်လုပ်ငန်းတွေကိုကျူးလွန်နေတဲ့စစ်အုပ်စုကိုအပြည်ပြည်ဆိုင်ရာအရုပ်သမားရေးရာဖွဲ့ ILO ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33အရ ထိရောက်စွာအရေးယူနိုင်ရန်အတွက်အမျိုးသားညီညွတ်ရေးအစိုးရနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းများကပူးပေါင်းဆောင်ရွက်လက်ရှိကြပါတယ်စစ်ကောင်စီကို ILO Article 33ရထိရောက်စွာအရေးယူနိုင်ရန်အတွက်အာဆီယံနိုင်ငံတွေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအားလုံးပူးပေါင်းအားဝေးဆောင်ရွက်ပေးကြပါရန်တိုက်တွန်းတောင်းဆိုအပ်ပါတယ်နောက်တစ်ချက်အနေနဲ့ကအပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံရဲ့133ကျင်းမြောက်အစည်းအဝေးမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တဲ့ သုံးဘက်ပေါင်းကိုစတဲ့ဘက် try party ကိုအတိမတ်ပြုတဲ့အောက်ဖြစ်ပေးဖို့အတွက်လည်းအထူးတိုက်တွန်းတောင်းဆိုလိုပါလေအခုဆက်လက်ပြီးမျိုးသားညီမျိုးရေးအစိုးရရဲ့ပြည်သူတို့ဝေဆောင်မှုတချို့ကိုအစီအခံတင်ပြလိုပါလေ2025ခုနှစ်ပညာသင်နှစ် February လောက်ချုပ်စင်းရမျိုးသားညီမျိုးရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့ကျောင်းပေါင်း9900ကျော်ဆရာဆရာမပေါင်း6200ကျော်ကျောင်းသားပေါင်း8000ကျော်တို့ဖြင့်အခြေခံပညာရေးကိုအကောင့်ထက်ပေါ်ဆောင်ရွက်လျက်ရှိပါတယ် အရှင်းမြတ်ပညာကဏ္ဍမှာလည်းရာပါတာတက္ကသိုလ်ကောင်းစီများရဲ့ပညာရဲ့ဆိုင်ရာလွတ်လပ်မှုအရဘွဲ့တင်ကြမ်းများဖွင့်လှစ်ပို့ချလျက်ရှိပြီးဘွဲ့ရမောင်မယ်များကိုငွေထုတ်ပေးလျက်ရှိပါတယ်။မြမငွေဦးတက္ကသိုလ် MNOU ရဲ့ပထမဆုံးဘွဲ့နေသပင်ကို2025ခုနှစ်မတ်လ10ရက်နေ့ကအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ဒီလိုလုပ်နေတာက CTN လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့နိုင်ငံဝန်ထမ်းတရားကောင်းတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကြောင့်လည်းယခုလိုဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်။ တစ်ဖက်မှာတန်းပြည်ရဲ့ဒေါက်တာဖြစ်ခဲ့တဲ့ဝေဒတ်သိန်းကျော်ကိုအဖက်စစ်စက်တပ်ကအလုပ်ကထုတ်ပြန်ထုတ်ပယ်ပြီးနိုင်ငံခြားသောရောက်ခွင့်ပိတ်ပင်ခြင်းကြည်တွင်းမှာအလုပ်သက်ပွင့်ခြင်းမျိုးကိုလည်းပိတ်ပင်ဖားစီးတာရည်ရွယ်ချက်ရှိပဲဖြစ်ပါတယ်။ Basic Education Completion Assessment BECA ကို၃ချိန်တိုင်တိုင်ပညာရေးဝန်ကြီးဌာနကကျင်းပပြုလုပ်ပေးခဲ့ပြီးအခြေခံပညာအဆင့်အောင်လက်မှတ်များရရှိနိုင်ရွေးဆောင်ရွက်ခဲ့ရာကျောင်းသားကျောင်းသူ၅000ကျော်ကိုအောင်လက်မှတ်များထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများအနေနဲ့ပြည်ပြည်တို့ရဲ့ ID နဲ့ password ဖြင့်ညီသည့်ခြေတွေမဆိုအောင်နှက်မှတ်များနဲ့ဘွဲ့လက်မှတ်များကိုကိုယ်တိုင်ထုတ်ပြန်နိုင်ပြီးစနစ်တစ်ခုကိုတည်ဆောက်ထားပြီးဖြစ်ပါတယ်။အစိမ့်မြပညာကဏ္ဍမှာ interim university council ဂျာကာလာယာကီတက္ကသိုလ်ကောင်စီများကထုတ်ပေးတဲ့ဘွဲ့လက်မှတ်များဖြင့်နိုင်ငံသားရှိတက္ကသိုလ်များမှကျောင်းသားကျောင်းသူများဆက်လက်ပညာသင်ယူနိုင်ရန်အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများမှကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။အချိန်တည်းမှာပဲကျောင်းသူကျောင်းသားတွေရဲ့ပညာဆက်လက်သင်ကြားခွင့်မရနိုင်အောင်လို့ အကြမ်းဖက်စစ်ကောင်စီက notary လုပ်ပေးနေတဲ့လူတွေကိုဖမ်းဆီးတာစတဲ့ပိတ်ပင်မှုတွေကို လုပ်နေလူငယ်တွေပညာသင်ကြားခွင့်မရအောင်တားဆီးနေမှုတွေကိုကျွန်တော်ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။ကျွန်တော်ရဲ့လူခွင့်ရင်းဝန်ကြီးဌာနကဒီခုခါမှာ online သင်တန်းများအပြင်မြေပြင်ပေါ်မှာလည်းလူခွင့်ရင်းအကြောင်းစစ်တီတော်ချင်းဝင်တဲ့လူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာဥပဒေများအကြောင်းကိုပို့ချပေါ်ပြောသင်ယူမှုများပြုထုတ်လျက်ရှိနေပါပြီ။အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထုတ်ထားရေးနဲ့ ဒေးအန်ရယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက2025ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာလူသားချင်းစာနာအကူအညီအတွက်ချက်ငွေတန်း900ကျော်ကိုအရေးပေါ်အကူအညီလိုအပ်နေသူများထံပံ့ပိုးပေးနိုင်ခဲ့ကြောင်းကိုလည်းတင်ပြအစီအခံကျင်းပါတယ်။အဆိုပါအကူအညီမှုတွေမှာနေရစုပါစစ်ဘေးဆောင်ပြည်သူ9000ခန့်ကျဆုံးတရဲကောင်းပြည်သူ200ထိခိုက်ဒဏ်ရာရရှိသူ900ကျော်အတွက်အရေးပေါ်အကူအညီစီဒီဘန်ဝန်ထမ်းတွေနိုင်ငံရေးအကျဉ်းသားတွေနဲ့သူတို့ရဲ့မိသားစုတွေအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေပေါ်ဝင်ပါတယ်။အကြက်အကြီးတွေကြားနေကြက်ကြက်ခံကအဖက်ဖက်ဖက်ဆက်လက်ကူညီတိုက်ပွဲဝင်နေကြတဲ့တော်လန်ပြည်သူအားလုံးကိုလေးစားမှတ်တမ်းတင်ရက်ဂုဏ်ပြုလိုပါတယ်။ဤကုန်းချုပ်အနေနဲ့ပြောရရင်ပြည်သူလူထုတွေနဲ့အတူဒီတော်လန်ရေးကိုအဆုံးထိရောက်အောင်အောင်မြင်အောင်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီးစစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တိုက်ထုတ်သွားမှာဖြစ်ကြောင်းကြေညာပြုလိုပါတယ်။ယခုထက်ပို၍ညီညွတ်မှုများရရှိလာစေရန်အတွက်စင်ဆက်မပြတ် ကျိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းထပ်တောင်းပတိပြုရင်းဒီကုန်းချုပ်ပါတယ်အရေးတော်ပုံမိုးချောက်အောင်ရမည်ဟုတ်ကဲ့ပါအရေးတော်ပုံမိုးချောက်အောင်ရမည်ပြောရတဲ့စကားလေးတွေကရောင်းမိုက်တာပေါ့နော်ကျွန်တော်တို့ဂရီပေးထားတဲ့အရာလေးတွေကတကယ်တမ်းလုံးဝကိုကျွန်တော်တို့အတူတူတင်တဲ့အရာလေးတွေဖြစ်တယ်။နောက်ကြောင့်ကျွန်တော်တို့ဗီဒီယိုလူထုနေနဲ့လဲပေါ့နော်။ဒီရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တို့အတွေ့အမြင်တစ်ခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။နောက်ကြောင့်တော့တင်ဘောမရီပေါ့နော်။မင်းတို့ကောင်တွေကမေးချင်တာတစ်ခုရှိရသေးလား။ ဒီဗီဒီယိုကြည့်နေတယ်လို့ဆိုရင်ပေါ့နော်မင်းတို့ကောင်တွေဒီမြောက်လာတဲ့မင်းတို့ပထွေမင်းအောင်လိုင်းစောက်ချပူဝရန်ပြေကဘယ်နေရာမှာကောင်းကွက်ရှိလဲကွာမင်းတို့တစ်ခုလောက်ပြကြည့်ကောင်းကွက်တွေတစ်ခုလောက်ပြကြည့်နော်မင်းတို့ကြည့်နေတယ်မင်းတို့ကောင်တွေလည်းဗုဒ္ဓဘာသာဖြင့်ဖြင့်မယ်နော်မင်းတို့လည်းအမျိုးဘာသာတာဒနာဆိုတဲ့မဘာတာတွေဖြင့်ဖြင့်မယ်ဒါပေမဲ့မင်းအောင်လိုင်းကလည်းမင်းတို့မဘာတာတွေပေါ်မှာညတာလားဆာနာလားအဲ့ဒါမင်းတို့ပြန်တွေးကြည့်လိုက်နောက်ကြတော့နော်တို့နိုင်ငံတကာနိုင်ငံဆိုတာနိုင်ငံခြားချင်းသင်းမြို့နယ်မှုတွေရှိရတယ် နိုင်ငံသားချင်းညှို့နှံမှုရှိမှတာလေနိုင်ငံတကာကတိုးတက်တာနော်အခုကတကဘာလုံးကဒီရဲ့စောင့်ချဖို့ပိတ်ဆို့နေတဲ့အချိန်မှာမင်းတို့ကောင်တွေကတူဘောကိုမနေတော့အဲ့ရဲ့အတွေးခေါ်တွေတော့ငါလုံးဝဘာနဲ့မှနိုင်ရှင်လို့လည်းမရတွေးလည်းမတွေးတတ်တော့မင်းတို့ဘာကြောင့်အဲ့လိုအတွေးခေါ်တွေရှိနေရလဲနောက်ပြီးတော့မင်းတို့ကောင်တွေမင်းစောင့်ချဖို့ကိုကိုွယ်နေရရရှားနဲ့တရုတ်နဲ့ကြီးလိုက်တရုတ်ဆိုတဲ့နိုင်ငံရောမင်းတို့ဆောက်လုပ်ဆက်ကိုင်းနေပေးပြီလားရုရှားဆိုတဲ့နိုင်ငံရောမင်းတို့အလုပ်ကိုင်းနေပေးမှာလားအဲ့ဒါတွေပဲမင်းတို့စဉ်းစားနေမင်းတို့ရေရှည်အတွက်မင်းတို့တွေးကြည့်လိုက် မင်းတို့တွက်လုတ်ကန်နေလဲရမှာမဟုတ်ဘူးเนาะမင်းတို့ဒါမျိုးရုရှားတွေဝင်လာတယ်ရုရှားကျုံလောက်အောင်မယ်တိုက်တွေဝင်လာတယ်တိုက်ကျုံလောက်အောင်မယ်အကျုံဘွားတွေတော့မင်းတို့ကောင်းနေတားစင်မိမြတ်ခံစားရမယ်အဲ့ဒါတွေကိုစဉ်းစားကြเนาะဘောမတွေမင်းတို့အမြင်မှန်လေးတွေကရကြနိုင်ငံခြားမှာဘယ်လိုမျိုးတူတက်အောင်လုပ်နေလဲဆိုတာကိုလေ့လာကြเนาะကျွန်တော်အဲ့ဒါပဲပြောချင်တယ်ဗျာเนาะဘောမတွေမင်းတို့တွက်အဲ့ဒါပြောစရာလည်းဘာမှမရှိတော့ဘူးနိုင်စရာလည်းဘာမှမရှိတော့အဲဒါကြောင့်မင်းတို့အမြင်မှန်လေးတွေမြင်ကြနော်ဆိုတော့ကျွန်တော်အများကြီးမပြောတော့ပါဗျအပြောလည်းပြောပြီးသွားရဲဆိုတော့ဗောနော်ကျွန်တော် ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်ပါရစေ။ကျွန်တော်တို့သတင်းလေးနဲ့ပတ်သက်ပြီးတော့ကိုတင်မီချောင်းကိုမမရေးခဲ့ပေးပါဦး။ဒါဆိုရှင်ကျွန်တော်နဲ့တူအဆုံးနည်းလိုက်ပါကြည့်ရှုပေးတဲ့ညီကောင်မတို့အောင်ရှင်းစင်းစားရလည်းအထူးပင်ကျေးဇူးတင်ရှိပါခင်ဗျာ။ကျွန်တော်တို့တော်လိုင်းညီကောင်မတို့များအားလုံးဆက်ဆက်ရအောင်ဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။နောက်ပြေမှာပြန်ကြည့်ကြမယ်။ကျမရေးကူးဆက်ကြပါခင်ဗျာ။